ျွန်တော်တို့ပေါ့နော်အစိုးရအရင်များတဲ့လုပ်ငန်းသုံးကားတွေကိုပြောပြပါဆိုလို့ရှိရင်အခုလိုမျိုး Mitsubishi Mini Cab ကားတွေရလဲ target လို့မရတဲ့ကားတွေမှာပါတယ်ပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်ရဲ့မိတ်ဆွေရ Mitsubishi Mini Cab ကားဝယ်တော့မယ်ဆိုလို့ရှိရင်ဘယ်နေရာတွေကိုအဓိကထားပြီးတော့စစ်ရမလဲဘယ်နေရာလေးတွေကအရင်ဆွေးတယ်လဲဆိုတာကိုကျွန်တော်ကဒီချေချာလေးရှင်းပြမှာမို့လို့ကျွန်တော်ဗီဒီယိုလေးကိုစောင့်ကြည့်ဖို့တော့ဖိတ်ခေါ်ပါတယ်အားလုံးပဲ let's go အားလုံးပဲသိတဲ့အတိုင်းကျွန်တော်ကတော့ကိုချမ်းမဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာတော့ Mitsubishi Mini ကလုပ်ငန်းသုံးကားတွေကိုမှရွေးချယ်ပြီးဝယ်မယ်ဆိုတဲ့ကျွန်တော်ရဲ့မိတ်ဆွေတို့ပေါ့နော် Mitsubishi ရဲ့အားအနေချက်ဖြစ်တဲ့အစွေးအများဆုံးအဓိက main point ရဲ့ ဘယ်နေရာတွေကိုကြည့်ရမလဲဆိုတာကိုကျွန်တော်ကပညာတဏအနေနဲ့ကျွန်တော်သင်ကြားပေးတော့မဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆက်လက်ပြီးကြည့်ပါခင်ဗျာအဲ့တော့ပထမအဆုံးအနေနဲ့ကျွန်တော်ပြပေးခြင်းတဲ့နေရာလေးကတော့ Mitsubishi ကားရဲ့ခြေကျော်ခြေကျကျွန်တော်တို့ရေစင်းနေရာလေးတွေကိုပဲပေါ့နော်ကျွန်တော်အခုပြထားပေးတဲ့နေရာလေးတွေကိုမိတ်ဆွေတို့တည်တည်ဆဆလေးစစ်ဖို့လိုအပ်ပါတယ်ဘာလို့လဲဆိုလို့ရှိရင် အခုဒီမှာကျွန်တော်ပြထားတဲ့ဟာလေးကိုပဲကြည့်လိုက်ပါတော့ကျွန်တော် Mitsubishi ကျွန်တော်တို့ဆယ်စီးသွားကြည့်ရင်၉စီးဟာအခုလိုမျိုးပုံစံမျိုးတွေပဲဖြစ်ပါတယ်ပေါ့နော်ဘာလို့လဲဆိုတော့ Mitsubishi ကားတွေကခြေကျော်ခြေကျစေးရတာအရန်ခတ်ပါတယ်ဒီကောင်ကကျွန်တော်ပေါ့နော် ော်ဒီချီကျော်အဖုံးပါတာရယ်လိုင်းနာတက်ကတာ ပြန်ပြီးတော့နော်ဒီဒီခက်တဲ့ပြဿနာတွေကြောင့်ပေါ့နော်ဒီ Mitsubishi ကားတွေကိုဆိုလို့ရှိရင်ဒီချီကျော်ကျွန်တော် အခုပြထားပြတဲ့ဒီချီကျော်နေရာတွေကိုစေးတယ်ဆိုတာခါရှားရှားလို့ပြောလို့ရရယ်ပေါ့နော်အဲ့တော့ကျွန်တော် Mitsubishi ကလည်းစေးရတဲ့ဟာကိုမသိတဲ့ခါကျတော့မစေးဘဲတုံးကြတာပုံများပါတယ်များတဲ့ခါကျတော့အချိန်တခုရောက်တဲ့ခါမှာကျွန်တော် Mitsubishi ကိုပဲကြည့်ကြည့်လိုက်တဲဒီရှုံနေဖြစ်လာတယ်တဲဒီရှုံနေရနေပြီးတော့ကျွန်တော်တို့ Mooring Color ရောက်တဲ့ခါမှာဆိုလို့ရှိရင်မိုးရီတွေဝင်လာမယ်အဲ့မိုးရီတွေဝင်တာကိုဆက်ပြီးတော့မသိဘဲနဲ့ဆက်ပြီးတော့တုံးနေမယ်ဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေတွေအဲ့ ဲ့ဒီတောက်လျှောက်ကတဲစားရွှန်စားကြီးစားပြီးတော့တောက်လျှောက်ဆွေးတော့မှဖြစ်ပါတယ်ခင်ဗျာဆွေးတာပေါက်တာနာတာဖြစ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ Mitsubishi ကားလေးတွေကအဲ့ဒီနေရာတွေကိုတော်တော်လေးကိုအထူးခတ်ထားစစ်ကားတဲ့နေရာတွေဖြစ်တော့ကြောင့်မလို့ကျွန်တော်မိတ်ဆွေတွေလည်းကို့မှာ Mitsubishi ကားဝယ်ထားရဲဆိုလို့ရှိရင်အခုလိုခြေကျော်နေရာလေးတွေကိုမဖြစ်မနေသတိရှာလေးတန်ရှင်းလုပ်ပေးဖို့တော့ကိုလည်းကျွန်တော်တခါတည်းတိုက်တွန်းလိုက်ပါတယ်ခင်ဗျာအခုဆိုပဲကြည်ပါဒါကျွန်တော်အခုပြထားတဲ့ကားလေးကိုကျွန်တော် တိတိချာချာတက်ရှိရေလုတ်ပြီးတော့မှပေါ့နော်ဒါကျွန်တော်ရုပ်ပြန်ပြီးတော့ထုတ်ထားတာကျွန်တော်မိတ်ဆွေတွေစီးတဲ့ခါမှာဆိုလို့ရှိရင်စိတ်ရှင်းရှင်းစိတ်တန်တန်နဲ့တန်တန်ပြပြလေးစီးလို့ရအောင်လို့ကျွန်တော်လှုပ်ထားပေးတာပဲဖြစ်ပါတယ်ပေါ့နော်ဒါလေးကတော့ကျွန်တော်ခြေကျော်လေးအဓိကဆိုတော့ကျွန်တော်ပြပြတာနောက်တစ်ခုကတော့ကျွန်တော်တို့ရှော့ဘောက်အုံလေးပါနော်ရှော့ဘောက်အုံတွေကလည်းအရင်အရေးကြီးတယ်ပြန်စည်းဒီလာဝင်းသားလာပတိလာဆွေးနေတာဆိုတာလို့ကျွန်တော်တခြားစစ်ဖို့လိုတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ခါဆက်ပါမဖြစ်မနေစစ်ကမထမခါဆက်လည်းပါတယ်နော် Mitsubishi ခါဆက်တွေအရင်အဆွေးမြပါတယ်နောက်တစ်နေရာကတော့ကျွန်တော်တို့တကားချားနဲ့ကျွန်တော်တို့ရှော့ဘောက်အထိုင်နေဖြစ်ပါတယ်ဒီတကားချားတွေကဆိုလို့ရှိရင် ပစ်ကတ်ကားတိုင်းအဆွေးအများဆုံးနေရာတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်မိတ်ဆွေတွေမဖြစ်မနေစစ်တင်ပါတယ်နောက်ဆုံးတစ်ခုကတော့ frame မှာဒီ frame မှာပြန်စည်းပါတာအဆွေးများများအစားဖြစ်နေရမျိုးလေးဆိုလို့ရှိရင်ကျွန်တော်တို့အယောင်းအဝယ်တော့မလုပ်ကြရမျိုးလေးရှိပါတယ်အဲဒါကြောင့် အဲ့ဒါကြောင့်မို့လို့ Mitsubishi ကားတွေကိုဝယ်တော့မယ်ဆိုလို့ရှိရင်အဆွေးအရန်များလားမများဘူးလားဆိုတာကိုတတိချာချာလေးစစ်ဆေးပြီးဝယ်ဖို့အတွက်ကိုကျွန်တော်အကြံပေးလိုက်ပါတယ်ခင်ဗျာအခုကျွန်တော်ပေါ့နော်ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ပြပေးခဲ့တဲ့ဒီ Mitsubishi ကားလေးရာလဲကျွန်တော်ရောင်းမဲ့ကားကြီးတွေကဒစီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်မိတ်ဆွေတွေစိတ်ဝင်စားလို့လာပြီးကြည့်ကျင်တယ်ဆိုလို့ရှိရင်လာပြီးတော့ကြည့်လို့ရပါတယ်ကားနဲ့ပတ်သက်ပြီးကားကောင်းမှုကိုအပြေအဝအမှတ်ခံပါတယ်အတိုက်ခိုက်ရှင်းဖို့အတွက်ကျွန်တော်အမှတ်ခံပါတယ်ကျွန်တော်မိတ်ဆွေတွေကားဝယ်တော့မယ်ဆိုရင်ဘာလို့အကြောက်ဆုံးလဲကားအတိုက်ခိုက်ပါတာ ကြောက်တယ်မလားလုံးဝရှင်းပါလေစားစားတဲ့အရှုပ်ရှင်ရှိတာကြောက်တယ်မလားကျွန်တော်ကလုံးဝမရှိပါဘူးရှင်းပါတယ်ညီနဲ့တည်းမိတူကြီးဖြစ်မှာကြောက်တယ်မလားလုံးဝစိတ်ချလက်ချလာဝဲပါ ဂျိုးရီချင်းနေလုံးဝမရောက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်မိတ်ဆွေတွေစိတ်ချလက်ချနဲ့လာကြည့်ပြီးတော့ကားကောင်းကားတန်လေးကိုရွေးချယ်ပြီးဝယ်လို့ရတယ်ဒီကောင်လေးဆိုလို့ရှိရင် Mitsubishi ကိုမှ2006 model ဖြစ်ပါတယ်ရေကုန်လိုင်စင်လေးလည်းဖြစ်တယ်လို့ရေကုန်လိုင်စင်ကိုမှဒီကောင်က CF number လေးနဲ့ရမှာပဲဖြစ်ပါတယ်ခင်ဗျာလိုင်စင်လည်း2029 6လပိုင်းထိအစ်စ်ချက်ချုပ်ကျန်သေးတဲ့အပြင်ကိုမှ manual မမောင်းတတ်တဲ့ကျွန်တော်ရဲ့မိတ်ဆွေအတွက် auto gear အမှန်2ဤအမှန် AC power အစုံနဲ့ကားလေးဖြစ်ပါတယ်ခင်ဗျာဒီကားလေးကိုကျွန်တော်တို့ကရောက်ချပေးမဲ့ဈေးနှုန်း ုံးလေးရတော့453သိန်းကိုညှိနှိုင်းပြီးတော့ကျွန်တော်ရောင်းချပေးတော့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်မိတ်ဆွေတွေကားကောင်းကားတန်လေးယူလဲလိုချင်တယ်လူမှန်နေရာမှာကားမှန်ဈေးမှန်မှာစစ်ချလက်ချနဲ့ဝေချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်စီအပြေးလိုက်ရခဲ့ဖို့လဲဖိတ်ခေါ်ပါရခင်ဗျာဆိုတော့ဒီကားလေးကိုဘာမှကြည့်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့အရှိတကုံစနစ်ရက်ကွယ်ကျွန်တော်တို့ယာစကုံမှာလမ်းမှာလာပြီးတော့ကြည့်လိုက်ရပါတယ်ခင်ဗျာကျွန်တော်တို့စနစ်ဂက်ဆိုင်နဲ့ညီးတယ်စစ်စသားလမ်းကြောက်ကလေးပဲဖြစ်ပါတယ်ခင်ဗျာယာစကုံမှာလမ်းပေါ့နော် ကျွန်တော်မှာရောင်းကားတွေရပါတော့ Mitsubishi Mini Cab အပြင်ကိုမှာ Honda က1005ပေါ့နော် Suzuki 1005 Auto Gear အမှန်လေးကားလေးလည်းရှိုံမယ်ခိုးဘက်က Suzuki 1011 Manual ကားလေးလည်းရမယ်ခိုးဘက်က1011 Hijack Manual ကားလေးလည်းရှိပါသေးရဲ့ခင်ဗျာတနေရာထဲမှာစစ်ချလက်ချလာကြည့်လို့ရပါ